ပြည်သူများရှင်ကျွန်မခုကုန်သွင်းတကားကိုရောက်ရှိနေပါရှင့်တတော်ကြီးကိုရေးစည်းတန်ပြီးတော့ချက်တန်းခတ်ခဲတဲ့ဒီဟာကိုဒါသဘုံလေးဖြည့်ဆည်းွားတဲ့ဒါတကားဟောင်းဘောကတည်းကဒါအစ်စ်ဖြစ်ပါလေဒါတက်မလို့ထိုးထားတဲ့ဒါအစ်စ်လေးပါ မိဘပြည်သူများရှင်ကျွန်မခုចောင်းမဲမျိုးရဲ့ sign post ရှို့ရောက်ရှိနေပါရှင်ចောင်းမဲမျိုးနဲ့ပတ်သက်ပြီးတော့ကျွန်မသိထားတဲ့အကြောင်းအရာလေးပေါ့နော်သူတို့သမိုင်းចောင်းလေးပေါ့ចောင်းမဲမျိုးဆိုတဲ့နာမည်ကိုပေးတဲ့အကြောင်းရင်းက မဲနှက်သောကြောက်တန်းတွေရှိတဲ့မြို့ပေါ့နော်ကြောက်တောင်တွေရှိတဲ့မြို့ပေါ့အဲ့လိုအထိပယ်နဲ့မှဲ့ခေါ်ထားဆိုပြီးသိရပါတယ်။ကြောက်မဲမြို့မှာနေထိုင်တာကတော့ရှမ်းတိုင်းရင်းသားဗုဒ္ဓဘာသာလူမျိုးတွေအများစုနေထိုင်ပါရှင့်။အမတန်ရှုသားပြီးတော့ချို့ကောင်းတဲ့လူမျိုးတွေဖြစ်ပါတယ်။ကြောက်မဲမြို့ရိုးစတင်ပြီးတော့ပန်းနဲ့ရိုက်တဲ့အချိန်တုန်းကဆိုရင်လည်းရှမ်းစော်ဘွားတွေကိုယ်တိုင်ရောက်ရှိလာပြီးတော့ပန်းနဲ့ရိုက်ခဲ့တယ်ဆိုတော့သမိုင်းကြောင်းလေးရလည်းသိရှိရပါရှင့်။အရန်ချစ်ဘော်ကောင်းတဲ့မြို့လေးကဆိုရင်အခုချိန်မှာ စစ်ပေးစစ်တမ်းကြောင့်ပျက်စီးဆုံးရှုံးမှုတွေလည်းမြင်တွေ့ရပါတယ်ကျမတို့ဒါဒုတိယနေ့ရိုက်ကူးရေးဆိုတော့လေပထမနေ့မှာခဲကစိတ်မကောင်းစရာမြင်ခွင့်နေမြင်တွေ့ရပါတယ်ဒေတာခံတွေရဲ့ရှင်တွင်းပစ္စကားတွေလည်းကျမတို့ကြားသိခဲ့ရပါတယ်ရှင့်ဒါလေးတွေလည်းဒီနေ့မှာတက်နိုင်ဆုံးဖန်တန်းတန်အောင်စ조사ပြီးတော့မှုရပြုံများအတွက်တက်ဆက်ပေးပါဖြစ်ပါတယ်ရှင့်ဒီပါပြည်သူများရှင်ကျမတို့ဗိုင်းမီဒီယာအနေနဲ့ကြောင်မဲမျိုးရဲ့အဝင်အောင်ရောက်ရှိနေပါပြီရှင်ဒီမှာမြင်ရတာတော့ we lab ကြောင်မဲဆိုရက် ိုင်းပုံလေးကိုစတင်ပြီးတော့တွေ့ရှိရမှာဖြစ်ပါတယ်ကျောင်းမင်းမျိုးရဲ့မုတ်ဦးကိုရောက်ရှိနေပါပြီရှင်။ မိဘပြည်သူများရှင်ကျွန်မခုဆိုရင်ကြောင်မဲမျိုးရဲ့စေယုံရောက်ရှိနေပါရှင်စေယုံရောက်တဲ့ခါမှာကျွန်မခံစားချက်တော့မကောင်းပါဘူးဘာကြောင့်လဲဆိုတော့စေယုံနေပါတယ်ဆိုတာကပြည်သူတွေအပြင်ဘောနော်စစ်ပွဲဖြစ်နေဆိုတော့မှပြည်သူတွေရောစစ်ပွဲမှာတိုက်ခိုက်နေကြတဲ့သူတွေရောအားလုံးစိတ်ကူရမနေရတခုပေါ့ဒါပေမဲ့ဒီစေယုံဝင်တခုလုံးဟာဘုံတန်ကြောင့်လက်နက်ထံနေကြမဟုတ်ပဲနဲ့တမင်ကဖြက်စီးထားတဲ့ရိတ်ရောင်တွေကိုစေးုံစဝင်လိုက်ပြန်ကျွန်တော်မြင်တွေ့ရပါတယ် ါလေးယူတယ်ဘတ်ပြင်ရကျွန်မပြသခြင်းနဲ့ဘာတစ်ခုချင်းသိစေကျွန်တော်လိုင်းလိုင်းရိုက်ပူးပြီးပြသပါမယ်ကျမဘာကြောင့်စေုံနဲ့စောင့်ဝင်ကခန်းစားချက်တွေမကောင်းလဲဆိုတော့ဒီဘက်ပြည်သူများလည်းကြည့်ရှုရင်းနဲ့ကျမနဲ့ထပ်တူခန်းစားရမယ်လို့တည်းရှင်ကြည်မျှော်လင့်ပါတယ်ရှင့် ီးပါပြည်သူများရှင်တရားရုံးရဲ့ဖြစ်စည်းဆုံးဖြုံးမှုတော့မြင်တွေ့ရတိုင်းပါပဲတော်တော်ကိုပြန်လည်ပြီးတော့တိဆောက်ရအောင်မှာဖြစ်ပါတယ်ရှင်ကျွန်မပြောသလိုပါရှင်စစ်ရဲ့အနေထိုင်အောင်လေးပါပဲကျွန်တော်တို့တန်းတဲ့ကိုခါမှကိုတို့မကြုံဘူးတဲ့ညင်ခွင်းမျိုးတွေပါရှင် ောက်ပြီလို့များရှင်ကျမရောက်ရှိနေတာတော့ကျောင်းမဲလူရဲ့ပုံချောင်းပေါ့နော်ဒီမှာဆိုရင်ငကူကတော့စာတင်ချောင်းလေးဖြစ်ပါတယ်အခုကတော့ဂျာကြီးစေးရုံလေးနေတဲ့တောင်ဝန်ဆောင်ကြီးရဲ့ဆရာမရောက်ရှိနေတာဆရာမတွေကအခြားမျိုးကနေပြီးတော့ volunteer လာလောက်တာဖြစ်ပါရှင်တို့မျိုးမျိုးကံပေါ့နော်မျိုးကံနေပြီးတော့အခြားမျိုးမှတောင်ဝန်ကြရတဲ့အခုဒီမျိုးပြန်လာပြီးတော့ volunteer လုပ်ပေးရဖြစ်ပါတယ်မျိုးတို့မျိုးသားတွေတာမရဖြစ်ပါရှင်ကျောင်းမဲမှာကျမိုက်ကိစ္စခုဖြစ်တဲ့ဆိုရင်ပုံချောင်းလာပြီးတော့စေကူတာနိုင်ပါရှင် မိဘမိသူများရှင် Prime Media မှာဒေါက်ခတ်နေစုဖြစ်ပါရဲ့ရှင်ကျွန်မအခုကြောင်မဲမြို့ရောက်နေပါပြီကျွန်မတို့ကြောင်မဲမြို့ကိုဒီနေ့ရောက်တဲ့အချိန်မှာဆိုတော့เนาะမိဘပြည်သူတွေကလည်းကြိုးရှင်စွာကြိုးတွန်းနေတာမြင်တွေ့ရပါရဲ့ရှင်ကြောင်မဲမြို့ကြီးမှာကျွန်မတို့စိတ်မကောင်းစရာအကြောင်းအရာတွေလည်းအများကြီးကြားခဲ့ပါတယ်ဒါအပြင်မိဘပြည်သူတွေရဲ့မျှော်လင့်ချက်တွေမျိုးရည်တွေလည်းကျွန်မတို့အများကြီးတွေ့ခဲ့ပါတယ်ဒါလေးတွေကိုလည်းရှိုက်ကူးပြီးတော့တင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်မြန်မာနိုင်ငံအနှံ့ပြားမှာရှိနေတဲ့မိဘပြည်သူတွေအနေနဲ့စစ်ဘေးစစ်တမ်းဖြစ်တဲ့ဒေသဆိုတော့ဘယ်လိုလဲတက်မတော်သားတွေရဲ့နိုင်ငံတော်အတွက်လုံးဝတဲ့တာဝန်ကိစ္စတွေဘယ်လိုလဲမိဘပြည်သူတွေရဲ့မျှော်လင့် င်းချက်တွေဘယ်လိုလဲဒါလေးတွေကိုကျမတို့ပေါ့နော်ကိုယ်တိုင်ရောက်ရှိခံစားရသလိုမျိုးကြည့်ရှုအောင်မှဖြစ်ပါရဲ့ရှင့်